ဒီကနေ့တင်ဆက်ပေးသွားမယ့်ပြည်ရင်းသတင်းတစ်ပုဒ်ကတော့စစ်တပ်ကိုလူမှုကွန်ရက်ပေါ်ကနေဝေဖန်ရေးသားမှုတွေနဲ့တော်လန်ရေးအဖွဲ့အစည်းတွေကိုထောက်ခံမှုတွေကြောင့်ဖမ်းဆီးခံရသူပေါင်း1900ကျော်ရှိလာတဲ့သတင်းကိုတင်ဆက်ပေးသွားပါမယ်။ မြန်မာစစ်တပ်ကိုလူမှုကင်ရက်ပေါ်ကနေဝေဖန်ရေးသားမှုတွေနဲ့တော်လှန်ရေးအဖွဲ့အစည်းတွေကိုထောက်ခံမှုတွေကြောင့်ဖမ်းဆီးခံရသူပေါင်း1993ရောက်အထိရှိခဲ့ပြီလို့သုတေသနအဖွဲ့တစ်ခုဖြစ်တဲ့ Data for Myanmar ကမနေ့ကနိုဝင်ဘာ3ရက်မှာထုတ်ပြန်ပါတယ်။ဒီစရင်ဟာပြီးခဲ့တဲ့2022ခုနှစ်ဖေဖော်ဝါရီလကနေအခုနှစ်အောက်တိုဘာလကုန်ထိဖြစ်တယ်လို့သိရပါတယ်။ဖမ်းဆီးခံရသူတွေထဲမှာရန်ကုန်၊မန္တလေး၊ပဲခူး အေယာဝတီမကွေးနယ်ရှမ်းပြည်နယ်တို့ကအများဆုံးဖြစ်ပြီးစုစုပေါင်း1583ယောက်အထိရှိခဲ့တယ်လို့ဆိုပါရယ် ဒါအပြင်စစ်အုပ်စုကရွေးကောက်ပွဲအကအကွယ်ပေးရေးဥပဒေပြဋ္ဌာန်းပြီးနောက်ပိုင်းအွန်လိုင်းပြောဆိုဝေဖန်မှုတွေကြောင့်အဖမ်းခံရသူ25ရာအနက်10ရောက်ကပြီးခဲ့တဲ့အော်တိုဘာလအတွင်းကဖမ်းဆီးခံရတာဖြစ်ပါတယ်။အော်တိုဘာလ29ရက်နေ့အထိရွေးကောက်ပွဲအကအကွယ်ပေးရေးဥပဒေအရအရေးယူခဲ့တဲ့အမှု40မှာအရေးယူခံရသူ88ရောက်ရှိတယ်လို့စစ်ကော်မရှင်ကထုတ်ပြန်ထားပါတယ်ရှင်။